အားလုံးကိုယေရှုခရစ်တော်နာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်သပါရစေ။ဒီနေ့မှာကျွန်တော်တို့အထူးတကွာလေးလာဆင်ခြင်ရမယ်ခေါင်းစဉ်ကတော့သင်ပါအလုတ်ကိုလုံနေလဲဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါရစေ။ကျွန်တော်တို့လူရယ်လို့ဖြစ်လာပြီးဆိုလို့ရှိရင်ပညာသင်မယ်အလုံးလုံးမယ်စာဝင်နေရေးအတွက်ကျွန်တော်တို့ဝမ်းရည်အတွက်ပေါ့နော် ဖြည့်ရှင်းရတဲ့အရာတွေရှိတယ်။ဆိုတော့လူတိုင်းကအလုပ်ကိုယ်စီရှိကြတယ်။နော်အလုပ်ရှင်တွေလည်းမတူကြဘူးအလုပ်လုပ်ရတဲ့ရည်ရွယ်ချက်တွေလည်းမတူကြဘူး။ ။ချိုးကကြတော့အာစောက်ဝတ်နေရေးအတွက်ပေါ့နော်အလုပ်လုပ်ရတာရှိသလိုချိုးကကြတော့မဟုတ်ဘူးဒီအလုပ်ကိုပတ်စံရလို့လုပ်တာမဟုတ်ပတ်စံလိုချင်လို့လည်းလုပ်တာမဟုတ်ဘူး။ဝါသနာအရာလုပ်နေတယ်ဆိုတာမျိုးကြီးလည်းရှိတတ်တယ်ပေါ့နော်။ဥမာချိုးတော့ငွေကြေးကျွဲဝချမ်းသာတဲ့သူတွေဆိုလို့ရှင်အလုပ်လုပ်စရာမလိုတော့အောင်ပေါ့နော်သူတို့မှကျွဲဝချမ်းသာနေပြီမဲ့ အာသူတို့ကအလုံးတစ်ခုကိုမလုံးရမနေနိုင်အောင်ပေါ့နော်လုံးကြတဲ့လူတွေလည်းရှိတယ်။တော့တစ်ခါတော့ဆိုလို့ရှိရင်ဒီအာဘယ်နိုင်ငံလဲတော့ကျွန်မသိမမှတ်မိတော့ဘူးတရုတ်နိုင်ငံကလားမသိဒီအမျိုးသမီးကြီးတယောက်ကပေါ့နော် ရဲမဲကျွယ်ဝချမ်းသာတယ်။သူ့ရဲ့အလုတ်ကိုသူလာတဲ့အခါမှာသူ့ရဲ့အကောင်းစားပေါ့နော်အစိန်ခံကားကြီးနဲ့သူလာတာဖြစ်တယ်။သူလှုပ်တဲ့အလုတ်ကကျတော့ဘာလဲဆိုတော့ပကံစေးတဲ့အလုတ်တဲ့နော်။ဆိုတော့အဲ့ဒီသတင်းကိုသိတဲ့လူတိုင်းကအင်မတန်မှအံ့ဩသွားကြတယ်ပေါ့နော်။ဟိုးဒီလောက်ကျွယ်ဝချမ်းသာတဲ့အမျိုးသမီးကဟေးဘယ်လိုလုပ်ပကံစေးတဲ့အလုတ်ကိုသူလာလှုပ်နေရတာလဲပေါ့နော်။ ဆိုတော့ဒီမျိုးသမီးကိုမေးကြည့်တဲ့အခါကျတော့ "तू ကအလုံးမလုံးရပဲမနေနိုင်ဘူး"တဲ့။ငါကြွယ်ဝချမ်းသာတော့ဟုတ်တယ်။ဒါပေမဲ့ဒီပကံစေးအလုပ်လေးလုပ်တာကငါအတွက်ပေါ့နော်။တကယ်ကိုအာပျော်ရွှင်စေတယ်ဝမ်းမြောက်စေတယ်တဲ့ပေါ့နော်။ဆိုတော့ကြည့်ပါအောင်ပေါ့နော်။ဒါကြောင့်ကျွန်မပြောပြချင်တာကချို့သောလူတွေကအလုံးလုံးတယ်ဆိုတိုင်းဝမ်းရည်အတွက်မဟုတ်ဘူး။ လို့လုပ်တယ်ဆိုတဲ့အရာကအာသူ့အတွက်ပေါ့နော်ထပ်ပေါက်တစ်ခုဖြစ်မယ်သူ့အတွက်စိတ်ပန်းပြေရာဟာလားစိတ်ပျော်မွေ့ရာဖြစ်ကောင်းဖြစ်မယ်စသဖြင့်ရည်ရွယ်ချက်မတူညီစွာနဲ့လူတွေကအလုံးလုံးနေကြရတာဖြစ်တယ်။ချို့သောသူတွေကြောက်လဲအလုံးလုံးခွင့်ရရဲ့သားနဲ့အလုံးမလုံးချင်ဘူးပြင်းကြတယ်။နော်သူတို့ရဲ့အလုံးကပါလဲဆိုလို့ရှင်အဲအစားမဲ့တောက်မဲ့ဒါဟာငါတို့ရဲ့အလုံးပဲနော်အဲ့လိုမျိုးနဲ့သူတို့ကဘာဖြစ်လဲရည်စရာနေနဲ့ပြောကြရလဲရှိတယ်။နော်ဆိုတော့အာအလုံးကိုလှုပ်ချင်တဲ့သူရှိရယ်မလှုပ်ချင်တဲ့သူရှိတယ်။ ငါဒါပေမဲ့ကျွန်တော်တို့အာလူရဲလို့ဖြစ်လာပြီဆိုလို့ရှင်အလုတ်တစ်ခုခုတော့လှုပ်ဖို့လိုအပ်တယ်။နော်အဲ့လိုမျိုးပဲဘုရားသခင်ကကျွန်တော်တို့ကိုအလုတ်လှုပ်စေခြင်းတယ်။နော်ဘုရားသခင်ကကျွန်တော်တို့ကိုအလုတ်လဲပေးထားတယ်။ဘာအလုတ်လဲဆိုရင် သူရဲ့နိုင်ငံတော်တီထောင်စီမဲ့အလုပ်ဖြစ်တယ်။အဲ့ဒီအရာအားလုံးကိုပေါ့နော်ကျွန်တော်တို့နားလေသဘောပေါက်ရမယ်။ဘုရားသခင်ဘာဖြစ်လို့ကျွန်တော်တို့ကိုနော်ဒီလိုမျိုးနဲ့အလုပ်လုပ်ခိုင်းရလဲဆိုလို့ရှိရင်နော်ကျွန်တော်တို့ရဲ့ဌာရကာလအကျိုးအတွက်လည်းဖြစ်တယ်လို့နော်ဘုရားသခင်ကဟဲ့လားသူ့ရဲ့တကိုးတော်နဲ့လူတွေအားအားလုံးကိုနော်ကျွန်တော်တို့အင်းဝေလီမပြောခိုင်းမဲနဲ့လေ။သူ့ရဲ့တကိုးတော်နဲ့ပေါ့နော်။ဟာလူအားလုံးယေရှုခရစ်တော်ကိုယုံကြည်လက်ခံပါဆိုပြီးစိတ်နှလုံးသားပြောင်းလဲအောင်လုပ်လိုက်အောင်မရဘူးလား။ ရတာပဲဒါပေမဲ့ဘုရားခင်မလုပ်ဘူးဘုရားခင်ကကျမတို့ကိုအလုပ်ပေးထားတယ်သင်တို့သွား၍လူမျိုးတကားကိုငါတပည့်ဖြစ်စေပါဟာလာမြေကြီးဆွတိုင်အောင်ငါရဲ့သက်တည်ဖြစ်စေပါဆိုပြီးမှကျမတို့ကအလုပ်ပေးထားတယ်အဲ့ဒါကျမတို့ရဲ့အလုပ်ဖြစ်တယ်အဲ့ကျမတို့ကဒီနေ့မှာပေါ့နော်ဘာလုပ်နေကြလဲဆိုလို့ရှင်ကိုယ့်ရဲ့စာဖို့နေရေးအတွက်ဆိုပြီးမှအလုပ်လုပ်တယ်ဘုရားသခင်ခိုင်းထားတဲ့အလုပ်ကိုကြတော့မလုပ်ချင်ဘူးမိနေကြတယ်မိလျော့ရောင်စောင်းတယ် အာမသိချင်းရောက်ဆောင်တယ်မသိဘူးလို့လို့နေနေတယ်အခုပြောလို့ရှိရင်အော်ဆရာမပြောမှပဲတီးတော့တယ်နော်ဆိုဖြစ်လိမ့်မယ်ပေါ့နော်တကယ်တော့ကျွန်မတို့ကိုဖျားသခင်အလုတ်ခိုင်းတာတဲ့အဲ့လုတ်ကပါလေဖျားသခင်နိုင်ငံတော်တီထောင်စေဖို့မြင်းကြီးစွန်းနိုင်ကိုသွားပြောမှသူ့ရဲ့တပည့်ဖြစ်စေဖို့ကျွန်တော်တို့ကဟောပြောသက်သေခံရမှာအဲ့ဒါကျွန်တော်တို့ရဲ့အလုတ်အခုကျမတို့လုံဆောင်နေတဲ့ဟလာဝင်ငွေရရှိစေဖို့ရန်အတွက်လုံနေတဲ့အလုပ်တွေဟာတကယ်တော့ကျမတို့ရဲ့စာဝတ်နေရေးအတွက် နော်ကျွန်တော်လှုပ်ဆောင်နေတဲ့အရာမျိုးဖြစ်လိမ့်မယ်တကယ်တော့ကျွန်မတို့ရဲ့အလုတ်လုံးဝမဟုတ်ကျွန်မတို့ရဲ့အလုတ်အစစ်အမှန်မဟုတ်ဘူးပေါ့နော်အဲ့ဒါကိုပြောချင်တာဖြစ်တဲ့ ဆိုကျွန်တော်တို့တွေဒီဆရာကြီးကိုတိကြမယ်လို့ထင်တယ်ပေါ့နော်ချိုလဲကြားဘူးလိမ့်မယ်ချိုလဲမကြားဘူးဘူးပေါ့နော်ဒီဆရာကြီးကဘာတူလဲဆိုတော့တာနာပြုဆရာကြီးဝီလျံကယ်ရီဆိုတဲ့ဆရာကြီးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဆရာကြီးကသူကဘယ်မှာအဲတာနာပြုခဲ့တာလဲဆိုတော့အိန္ဒိယနိုင်ငံမှာသူတာနာပြုခဲ့တာဖြစ်တယ်နော်အိန္ဒိယနိုင်ငံရဲ့အထက်တန်းကျောင်းလို့နော်ကောလိပ်အပညာရေးကောလိပ်စတဲ့ဒီဒီတာနာပညာရေးပေါ့နော်ဒီအရာတွေကိုသူကတာနာပြုရင်းနဲ့ပဲသူကအစပြုလှုပ်ဆောင်ပေးခဲ့ ရဲလူဖြစ်တယ် ဆိုတော့အိန္ဒိယမှာဆိုရင်သူ့ကိုမသိတဲ့သူမရှိသလောက်ပဲပေါ့နော်ဆိုတော့အိန္ဒိယမှာခရစ်ယာန်ယုံကြည်သူများစွာရှိလာခဲ့တဲ့အရာဟာသူ့ရဲ့မျိုးစေ့ဖြစ်တယ်သူသာနာပြုခဲ့လို့ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအိန္ဒိယရဲ့ခရစ်ယာန်အတိုင်းဝိုင်းမိကြီးကြီးလိုက်ဆရာကြီးဝီလျံကယ်ရီဆိုလို့ရှိရင်လူတိုင်းသိကြတယ်ပေါ့နော်ဆိုတော့ပညာရေးသမိုင်းလောကမှာလည်းသူ့ကိုသိသလိုဒီခရစ်ယာန်လောကမှာလည်းသူ့ကိုသိကြတယ်ပေါ့နော်ဆိုတော့သူအိန္ဒိယကိုရောက်သွားတဲ့အခါမှာသူ့ကိုနော်စပွန်ဆာပေးမယ့်လူထောက်ပံ့ပေးမယ့်လူမရှိဘူးနော်အဲ့ဒီအတွက်ကြောင့်သူဟာပါလဲဆိုတော့ တာဝန်သာပြုဖို့ရန်အတွက်စာဝတ်နေရေးအတွက်လိုအပ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအတွက်သူဘာလုပ်ရလဲဆိုတော့လမ်းမေးမှာသူဖနှက်ချုပ်ခဲ့တယ်နော်သူကသာသာပြုတ်အနေနဲ့သွားပေမဲ့သူရဲ့အသက်မွေးဝမ်းကြောင်းမှုအနေနဲ့သူမလုပ်ရလဲဆိုတော့ဖနှက်ချုပ်ပြီးတော့မှနော်သာသာပြုတ်တာဖြစ်တယ်။နော်အဲ့ဒီအတွက်ချို့သောသူတွေကသူ့ကိုဟာကဲ့ရတာပေါ့နော်အပြစ်တင်ကြတာပေါ့။နော်မင်းကသာသာပြုတ်လဲပြောသေးဘာဖြစ်လို့ဖနှက်ချုပ်နေတာလဲပေါ့နော်။ဆိုတော့အဲ့ဒီခါမှသူပြန်ဖြေတာကဘာလဲဆိုတော့ကျွန်တော်ကဖနှက်ချုပ်တယ်ဆိုတာ နော်ဒီဟာကကျွန်တော်ရဲ့အလုံးမဟုတ်ဘူးတဲ့ဒါကကျွန်တော်သမင်းစားဖို့အတွက်လုပ်နေတာဖြစ်တယ်တဲ့တကယ်တကယ်ကျွန်တော်ရဲ့အလုံးကအသက်ရှင်တော်မူသောဖခင်သခင်ရဲ့အလုံးဖြစ်တယ်တဲ့ဖခင်သခင်ခိုင်းထားတဲ့အလုံးကိုကျွန်တော်လုပ်နေမှာဖြစ်တယ်အဲ့ဒါကျွန်တော်ရဲ့အလုံးတဲ့ဒီဟာကကျွန်တော်ရဲ့အလုံးမဟုတ်ဘူးတဲ့ဒါကကျွန်တော်ရဲ့စားဖို့နေဖြည့်ရှင်းဖို့ရန်အတွက်ကျွန်တော်လုပ်နေတဲ့အလုံးဖြစ်တယ်တဲ့ဆိုတော့ကျွန်မဘာကိုသတိရမိလဲဆိုတော့တမန်တော်ကြီးရှင်ပေါလုလည်းအဲ့ဒီတိုင်းပဲ တဲရှင်ချုပ်ပြီးတော့မှသူ့အသက်မွေးဝမ်းအဲဖို့ရန်အတွက်ပေါ့နော်သူလှုပ်ဆောင်ခဲ့တယ်။နော်ခြားသောသူတွေသူ့ကိုကူညီထောက်ပံ့တဲ့အရာတွေရှိတယ်။ဒါပေမဲ့သူကအဲ့ဒီအရာတွေကိုပဲသူကအာမကိုဘူး။သူကိုယ်တိုင်ကလည်းအလုံးလုံးပြီးတော့မှနော်ပြောရလို့ရှိရင်တစ်ဖက်တစ်လမ်းကနေဝင်ဝေးရှာပြီးတော့မှတစ်ဖက်တစ်လမ်းကနေလည်းတာဟန်တာပြုတ်ခဲ့တာဖြစ်တယ်။ဆိုတော့သူတို့တွေဟာဘာကိုကောင်းစွာသဘောပေါက်ထားလဲဆိုလို့ရှိရင်ငါတို့တကယ်လုပ်ရမယ့်အလုပ်ဒီဖျားသခင်ရဲ့နိုင်ငံတော်တည်ထောင်စေဖို့ရန်အတွက်လုပ်ရမှာ ဒါဟာငါတို့ရဲ့အလုတ်အစစ်မှဖြစ်တယ်ဆိုတော့သိပြီးတော့မှနော်တခြားသောငါတို့ဟာလာစောင်းနေပြေးလေစေဖို့ရန်အတွက်ကတော့ငါတို့အာဘာလေးပဲလုတ်လုတ်ရလုတ်ရပေါ့နော်အဆင်ပြေတယ်ပေါ့နော်ဒီအရာတွေကငါတို့ရဲ့အလုံးမဟုတ်ဘူးလောကရဲ့အလုံးတွေကငါတို့ရဲ့အလုံးမဟုတ်ဘူးငါတို့ရဲ့တကယ်စစ်မှန်တဲ့အလုံးဟာသာရဘုရားငါတို့ခိုင်းထားတဲ့အလုံးငါတို့ရဲ့အလုံးရှိအစစ်မှန်သည့်ဘုရားသခင်ဖြစ်တယ်ဆိုတဲ့အရာကိုသိမှတ်ပြီးတော့မှလှုပ်ဆောင်ခဲ့တာဖြစ်တဲ့အဲကြောင့်မိတ်ဆွေကြီးလေးမှကျွန်တော် မေးချင်တဲ့အရာကဘာလဲဆိုတော့စဉ်းစားဆင်ခြင်ဇေချင်တဲ့အရာကဘာလဲဆိုတော့တည်တည်နေဘာအလုပ်ဘလုံးနေလဲဘာအတွက်လုံးလုံးနေတာလဲဘသူအတွက်လုံးလုံးနေတာလဲတော့သိရင်အလုပ်ရှင်ဟာဘသူလဲဒီအရာကိုသေချာလေးပြန်ပြီးစဉ်းစားဆင်ခြင်ပြီးတော့မှဒီနေ့ကိုယ့်ရဲ့အလုပ်ရှင်အစ်စ်မှန်ဖြစ်တဲ့ဘုရားသခင်ခိုင်းထားတဲ့အလုပ်ကိုမလုပ်ရသေးဘူးဆိုရင်ဒီနေ့ကနေစပြီးတော့မှအလုပ်လုပ်ပါ ဖျားသခင်နိုင်ငံတော်အတွက်ငါဟာအလုသမားဖြစ်တယ်။ငါရဲ့အလုရှင်ဟာဖျားသခင်ဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်ငါရဲ့စာဝတ်နေရေးကိုလည်းဖျားသခင်ထောက်ပံ့မယ်ဆိုတဲ့နှလုံးသားနဲ့ကျွန်တော်တို့မတက်ရလိုက်ဖို့ဖြစ်တယ်။သင်ဒီအခုချိန်မှာအော်တာနာပြုမဟုတ်ဘူးအေဝံဂေလိဆရာမဟုတ်ဘူးအေအဒီ ဟာဟောပြောတတ်သိခံဖို့ရန်အတွက်လဲမဟောပြောတတ်ဘူးဆိုလို့ရှိရင်လဲကိစ္စမရှိဘူး။တင်းရဲ့ပဝင်ခြင်းမှာတင်းရဲ့ကောင်းသောပုံသက်တွေအားဖြင့်တင်းနော်အာလူတွေကိုအလင်းလင်းပေးဖို့ရန်အတွက်နဲ့ယေရှုခရစ်တော်ရဲ့ကောင်းမြတ်ခြင်းအကြောင်းကိုဝေမျှဖို့ဖြစ်တယ်။ကိုတိတလောက်တတ်တလောက်ပေါ့နော်။အင်းဝေလီဆရာကြီးလိုမျိုးဝေမျှဖို့ပြောတာမဟုတ်ဘူးပေါ့နော်။တကယ်ပဲကိုတိတလောက်တတ်တလောက်နဲ့ဖျားသခင်အကြောင်းကိုတင်းပြောပြလို့ရတယ်။ ။ဥမာသင်ဟလာအလုံးမှာဝါရှစ်တခြင်းလေးဖွင့်လာခြင်းအဖြစ်တော်၎င်းသို့မဟုတ်သင်ထမင်းစားခန္ဒီစုတောင်းခြင်းအဖြစ်တော်၎င်းနောက်မို့သင်ရဲ့ဒီအဆဆရာရာနော်သိခံနိုင်တဲ့အစိတ်ရှိတဲ့ခြားသောသူတွေပုံမှာပုံသက်တွေကောင်းပြနိုင်တယ်ဆိုတော့အရာအဖြစ်တော်၎င်းပေါ့နော်။သင်အားဖြင့်ဖျားသခင်ဘုံတော်ထင်ရှားဖို့ဖြစ်တယ်။အဲ့ဒါကသင်လုံးရမယ့်အလုပ်ဖြစ်တယ်။ရောင်မလို့မိတ်ဆွေဒီနေ့မှာဟာငါအလုတ်ကင်မရှိလို့ဆိုပြီးစိတ်ထဲမကြနဲ့။မငင်းညူနဲ့ ။တင်းကိုဖျားသခင်ခိုင်းထားတဲ့အလုပ်ရှိရဲ့အဲ့ဒါကိုငါလုပ်ပြီးပြီလားဆိုတာကိုပြန်လဲစဉ်းစားဆင်ခြင်ပြီးတော့မှဒီနေ့ဖျားသခင်ခိုင်းထားတဲ့အလုပ်ကိုလုပ်နိုင်ဖို့ရန်အတွက်စပြီးတော့မှအကောင့်ထဲပေါ်ပါ။ဒါကိုဒီနေ့မှအားပေးခြင်းနဲ့။တင်းရဲ့အလုပ်ကိုင်ဟာပါလေ။စေအခုဘာတွေလုပ်နေလဲဖျားသခင်ရည်ရွယ်ချက်နဲ့လွဲမှားစွာတွေ့ဖဲစွာနဲ့တင်ဒီလောကအလုံးမှာပဲတင်လှုပ်စူးစားပြောမှ လောကရဲ့အောင်မြင်ခြင်းတွေနဲ့ပဲတင်အသားရပြောမွေးနေသလား ဒါဆိုလို့ရှိရင်အလင်းအမြန်နဲ့ဘုရားသခင်ခိုင်းထားတဲ့အလုပ်ကိုလုပ်ဖို့ရန်အတွက်စ조사အားထုတ်ပါလို့အခုချိန်မှာအားပေးတိုက်တွန်းလိုက်ရပါတယ်ဒီနေ့မှာကျွန်တော်တို့ဘလောက်ပဲပတ်စံရှာရှာပါเนาะအာကျွန်တော်တို့စားနိုင်တာကထမင်းသုံးနက်ပဲเนาะကျွန်တော်ဒီထက်ပိုပြီးလည်းမစားနိုင်ဘူးเนาะကျွန်တော်တို့ဘယ်အရာအတွက်လောကစည်းစိမ်တွေခံစားဖို့ရန်အတွက်ရှာဖွေနေမှာလဲ ဒီနော်ယေရှုဖုရားကဗာပြောထားလဲဆိုလို့ရှင်ငွေကြီးကျွဲကချမ်းသာတဲ့ဒီလူငယ်လေးလာတဲ့အခါမှာဟုတ်တယ်တဲ့နော်ဒီလူငယ်လေးကိုချစ်တဲ့နှလုံးသားနဲ့နော်သူငယ်စဉ်ကတည်းကဖျားခင်ပြောထားတဲ့အရာတိုင်းအကုန်လုံးစောင့်ရှောက်ခဲ့ပြီးပြီးဒါပေမဲ့သူလုံရမယ့်အရာတစ်ခုကျန်းနေတယ်အဲ့ဒါကဘာလဲဆိုတော့သူ့ရဲ့ငွေကြီးကျွဲကချမ်းသာတဲ့အရာတွေစီးစိမ်တွေအားလုံးကိုသွားရောင်းပြီးတော့မှစီးရဲတဲ့သူတွေသွားပေးပါဆိုပြီးမှယေရှုဖုရားခိုင်းတဲ့အရာတစ်ခုတော့သူမလုံနိုင်ခဲ့ဘူး ဒါဆိုလို့ရှိရင်ဒီလူငယ်လေးကကောင်းကင်နိုင်ငံတော်မှာဝင်စားခွင့်ရမှာလားမသေးချဘူးယေရှုဘုရားပဝန်းကျင်မှာရှိနေတဲ့လူတွေကိုဘယ်လိုပြောလိုက်လဲဆိုတော့ငွေရတတ်တဲ့လူက နိုင်ငံတော်ကိုဝင်ခဲ့တယ်တဲ့အဲ့စကားကိုယေရှုဘုရားပြောတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ကငွေရတတ်ဖို့ရန်အတွက်လှုပ်ပြီးတော့မှနိုင်ငံတော်ကိုဝင်ခဲ့တဲ့သူဖြစ်မှာလား။ဒါမို့လို့ရှိရင်ကျမတို့ရဲ့ဟောစာဝတ်နေရေးပြေးလဲယုံလောင်းနဲ့ကျမတို့တင်းတိမ်ရောက်ရဲကျွေနဲ့ပြီးတော့မှတကယ်ဖျားခင်ခိုင်းထားတဲ့နိုင်ငံတော်အမှုကိစ္စကိုကျမတို့လှုပ်ဆောင်ပါလား ီနေ့ဘုရားသခင်ကသူ့ရဲ့နိုင်ငံတော်တည်ထောင်စေဖို့ရန်အတွက်တင့်ကိုအလိုရှိနေတယ်။မိတ်ဆွေဒီနေ့တင့်ကိုဘုရားသခင်အလိုတော်ရှိတယ်။တင်လောက်ရမယ့်အရာတစ်ခုဟာဘုရားသခင်နိုင်ငံတော်တည်ထောင်စေဖို့ရန်အတွက်လို့ရမှာဖြစ်တယ်။ဒါဟာတင့်ရဲ့အလုတ်အစစ်မှဖြစ်တယ်။တင့်ရဲ့အလုတ်ရှင်သည်ဘုရားသခင်ဖြစ်တယ်။ တင်တာကိုလုံးဝမမေ့ပဲနဲ့အလှင်မြန်စူးစမ်းအားထုတ်ပြီးလှုပ်ဆောင်ပါသခင်မကြခင်မှာကြွာလာတော့မယ်တာရုသစ္စာရှိသောငယ်သားကောင်းအဖြစ်အပြောခံရဖို့အချီးကျူးခံရဖို့သခင်နဲ့အတူတူများစွာသောစီစဉ်ကိုဝင်စားနိုင်ရသောသူဖြစ်စေဖို့ဒီနေ့မှာစပြီးတော့မှစူးစမ်းအားထုတ်လှုပ်ဆောင်မှုလို့နေပြီဆိုတဲ့အရာကိုမင်းငယ်အားပေးတိုက်တွန်းလိုက်ရပါတယ်လူတော်ဆုတောင်းရအောင်ဖဖျားခင်ကိုရော့ကိုကျေးဇူးတင်တယ်ဒီနေ့မှာကိုရော့ဖျားခိုင်းထားသော အလုပ်ကို လုံးဝမေ့လျော့ မသိချင်ရအောင်ဆောင်ပြောမှမလုံမိခဲ့ဘူးကိုရောကျွန်တော်ကိုခွင့်လွှတ်ပါ ဒီနေ့ကနေစပြီးမှကျွန်တော်ရဲ့အလုတ်အစစ်မှန်သည့်ဘယ်အရာဖြစ်ကြောင်းသိမှတ်ပါတယ်။ဒီနေ့ကနေစပြီးတော့မှကျွန်တော်ရဲ့အလုတ်ရှင်အစစ်မှန်သည့်ကိုရော်ဖျားဖြစ်ပြီးတော့မှကိုရော်ဖျားခိုင်းတော့အမှုကိုကျွန်တော်လှုပ်ဆောင်ရမယ်ဆိုတာကိုသိမှတ်ပြီးတော့မှစ조사အားထုတ်လှုပ်ဆောင်ဖို့ဆုံးဖြတ်ချက်ချပါတယ်။ဒီနေ့မှလောကရဲ့အလုတ်တွေထဲမှာပဲနစ်မွန်းပြီးတော့မှကိုရော်ဖျားလိလူရှုခဲ့မိတော့အချိန်တွေတောင်းနာရတယ်။ငါလှုပ်ဆောင်တဲ့အလုတ်တွေထဲကနေရလာတဲ့ဝင်ငွေကိုဖျားခင်နိုင်ငံတော်တော့ငါပေးရင်ပြီးရောဆိုပြီးတော့ဆယ်ဘိုးတို့ပေးလူနေုံလောက်နဲ့ကျွေးနေ မ်းမိခဲ့တဲ့အချိန်တွေအတွက်လည်းနောင်နာရတဲ့ကိုရောဒီနေ့မှာကျွန်ုပ်အားဖြင့်လူမျိုးအပေါင်းတို့သည်ကယ်တင်ရေးသတင်းစကားကိုကြားရပြီးတော့မှကိုရောဖျားရဲ့နိုင်ငံတော်တီထောင်စီဖို့ရတဲ့ကျွန်ုပ်လှုပ်ဆောင်ချင်ပါတယ်ကျွန်ုပ်ကိုတာရွေ့အသုံးပြုတော်မူပါအင်္ဂလိပ်ဟောပြောရတဲ့ကားကိုကျွန်တော်အဖို့လုံးကကိုရောဖျားဖွင့်ပေးမယ်ဆိုရဲရယုံကြည်ဝန်ခံတယ်။ကျွန်တော်တို့လည်းဖွင့်လင်းလျက်ရှိပြီးဖြစ်ချောင်းသီးမှတ်ဝန်ခံပြီးတော့မှဒီအင်္ဂလိပ်ဟောပြောရတဲ့ကားထဲမှာကျွန်တော်တို့ သွားပြီးတော့မှတကယ်ပဲခြောက်တော်သူတွေကိုကိုရောပြိုင်နိုင်ငံတော်ထဲမှာပြန်လာစေဖို့ရန်အတွက်ဆွဲခေါ်တော်သူဖြစ်ပါမယ်။ကျွန်တို့ကိုဉာဏ်ပညာပေးပါရေရင်ကြီးချီလန်းလှမ်းနိုင်စေဖို့ကိုရောပြိုင်ကျွန်တို့ကိုအသုံးပြုပါရှေးစရကိုချီးမွမ်းပါရယေရှုဖျားနာမောင်းမြေပြည့်ရေဆုတောင်းပါ၏။အာမင်။